ညီကိုတို့အားလုံးကနေကောင်းချမ်းမှချမ်းသာကြပါစေ။ဒီနေ့မှာတော့ကျွန်တော်ဘောလုံးမဲ့၃ပွဲပဲကျွန်တော်ရွေးချယ်ထားတယ်ဘောနော်ဒီပွဲစဉ်တွေကတော့တောက်ချာညမှာတာမပွဲစဉ်တွေဖြစ်တယ်ဘောနော် Espanyol Guitar Play ဘောနော် Rain နဲ့ကျွန်တော် Nantes Hotspur United နဲ့ Leeds United တို့ပွဲစဉ်တွေဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ Espanyol နဲ့ Guitar Play တို့ပွဲစဉ်ကိုပွဲစုံတောင်းတပေးချင်ပါတယ်။အရင်ဆုံးဒီဟာကျတော့ကျွန်တော်ဇယားကိုကြည့်ရမှာပေါ့နော်။ ဆရာကြီးအမတဆိုင်အင်ဂျင်ဘော်ဒီကြီးရ level 20ရှုံးကျွန်တော် expand မှာပေးထားတယ်။ကိုးပေါင်းကနှလုံး30စာဆုံးမှာပေးထားတာတွေ့ရပါတယ်။ဆိုတော့ကျွန်တော်တို့ဒါ Asian သင်ပစ်တဲ့ expand ညိုကတန်းလဲဆောင်မှာမလွတ်သေးဘူးနော်။ Spain La Liga ပွဲစဉ်30ကံပြီးတဲ့အချိန်မှာ30နဲ့ငါးမှတ်ပေးရထားတာပေါ့ဗျာ။ဆိုတော့သူကသူ့ရဲ့အောက်မှာ Girona 34နဲ့ Alavet 30ရှိသေးတယ်ပေါ့နော်။ဆိုတော့ကျွန်တော်ဂီတာဖေးအတင်းကတော့အစင်းဆက်တက်မှရှိရ39မှာပေါ့နော်တပွဲတည်းရဖြစ်လိုက်တာနဲ့သူက န်းဆောင်ကလွတ်ပြီပေါ့နော်ဒီကျမ40ဆိုကျွန်တော်တန်းဆောင်ကလွတ်ပြီပေါ့ဗျာဒီနေ့တင်းရပထမအကြော်တော်ငါဆောခဲ့တဲ့ပွဲစဉ်ကိုကြည့်မယ်ဆိုလို့ရှိရင်တော့ဂီတာပေးခွင့်မှာဂီတာပေးက1 3ဆိုတဲ့ရလနဲ့နိုင်ထားတာတွေ့ရတာပေါ့နော်လက်ရှိကျွန်တော်တို့ဒါအစပန်ယိုအတင်းရကာရာဖောင်5ပွဲကိုကြည့်မယ်ဆိုရင်ဒါပြိုင်ပွဲဆုံးအင်ဝင်းအဝေးဝင်းဆော့ထားတဲ့5ပွဲပေါ့ဗျာနှစ်ပွဲနိုင်နှစ်ပွဲတည်တဲ့ပွဲရှုံထားပါတယ်တိုက်စစ်ကအကုန်အလုံးဖြစ်တာတွေ့ရတယ်ပွဲတိုင်းလုံးလို့ကိုထည့်ထားတာပေါ့နော်ဒီလိုပွဲတိုင်းမှာဆိုရင်ကျွန်တော်ဆယ်တာဘီကို အဝေးခွင်မှာနိုင်တာပေါ့နော်ဘယ်ကန်တော့အဝေးခွင်မှာနိုင်တယ်ပိန်ခွင်မှာကျွန်တော်တို့ဒီကိုဝမ်းဝမ်းဆော့နိုင်တာရဲ့ပြီးပြီပိန်ခွင်မှာဒီရိုနာကိုဝမ်းဝမ်းဆော့ထားတာတွေ့ရတာပေါ့နော်ဒီတပည့်အတင်းကိုချိမဆိုင်ဒီတပည့်အတင်းရဲ့အိမ်ခွင်အဝေးခွင်ပြိုင်ပွဲဆိုငါးပွဲလက်ရှိကာရဖောင်ချိမဆိုင်၃ပွဲနိုင်တဲ့ပွဲရှုံးထားပါတယ်ဒီတပည့်ကအခုနောက်ပိုင်းပွဲမှာတော်တော်လေးဖွင့်ပြီးစော့နေတာတွေ့ရတာပေါ့နော်နောက်ဆုံးကျွန်တော်ငါးပွဲဆက်ဂိုးပေါ်ချထားတာတွေ့ရတာပေါ့နော်ဂိုးတွေအပြန်အလှန်ထည့်ထားတယ် အိမ်ဝင်းမှာဆိုရင်ပို့ပြီးမှာတယ်ဗောကတီကိုလိုအတင်းကိုနိုင်ထားတယ်ဝေးဝဲမှာဆိုလို့ရှိရင်တော့ဆာဆူနာကိုနိုင်ထားတယ်ဘီလာတိုလစ်ကိုနိုင်ထားတာတွေ့ရတယ်ဗောနော်ရှုံးတာကတော့ဘီလာရီယို21ဆိုတဲ့ရလနဲ့ရှုံးတယ်လက်ပါမတ်ကို31ဆိုတဲ့ရလနဲ့ရှုံးတာတွေ့ရတယ်ဗောနော်ဆိုကျွန်တော်ဂီတာဖေးရတော့ပေါ့ပေါ့ပါပါရဗောဗျာဒါတန်းဆိုတော့လွတ်တလောက်ရှိဗောနော်ကျွန်တော် S1 ညာပို့ရေးကြီးတယ်ဗောဗျာဒီနေ့သင် head to head ၅ချိန်ကိုကျွန်တော်လေ့လာကြည့်တဲ့အချိန်ကျတော့ဒါ Spain La Liga မှာသူတို့ဆော့ခဲ့တဲ့၅ချိန်မှာဆိုလို့ရှိရင် အစပိုင်းရောအတင်းက၃ချိန်နိုင်ထားတယ်ဂီတာဘေးအတင်းက၂ချိန်နိုင်ထားတယ်ဒီတွေးဆောင်တဲ့၅ချိန်မှာတစ်ခါမှတည်ရမချထားဘူးပေါ့နော်ဘိုးပေါ်၂ချိန်ဘိုးအောက်၃ချိန်ချထားတာလည်းတွေ့ရတယ်ဒီနှစ်တင်းရနိုင်ဂျီယာနိုးရင်မှာဆိုရင်တော့ S1 ရော35ဂီတာဘေးက32ရာခိုင်နှုန်းဆိုမှပေးထားတာတွေ့ရတယ်ပေါ့နော်ဝမ်းဆွဲပေါက်ကြီးတွေမှာဆိုလို့ရှိရင်တော့ဒါမင်းကူးဆက်အတော်တမှာကျွန်တော်ဖြစ်မဲ့နှစ်တင်းပေါင်း၉ပေါင်းကြီးပေါ့နော်အနည်းဆုံးကျွန်တော်ဒါ different ထားတဲ့ဂျီယာတိုင်းဆိုနှလုံးကောင်းနိုင်ပဲပြီးမယ်ဆိုတော့ဂျီကို print ထားပါတယ် အစပိုင်းတော့တင်ရတော့အများဆုံးတစ်လုံးလောက်ရရှိသွားမယ်ပေါ့နော်ကိုရကိုရဖို့ကတော်တော်လေးခက်ခဲမယ်ပေါ့နော်နှစ်တင်လုံးပေါ့နော်ဈေးဈေးမောင်းဝမ်းဝမ်းဒီလိုသဘောမျိုးပါပဲဒီပွဲစဉ်မှာတော့ကျွန်တော်အဓိကရမှတ်လိုအပ်ချက်ကိုပဲကြည့်ပြီးမှကျွန်တော်ရွေးချယ်ထားတယ်ပေါ့နော်အာ level 20ရှုံးဆိုတဲ့အောက်မှာပေါ့နော် level 20ရှုံးဆိုတဲ့အောက်မှာကျွန်တော် expansion body ရိုက်ဖို့အချံပေးခြင်းနဲ့ပေါ့နော်ဂိုးပေါင်းကတော့ကျွန်တော်ဒါနှလုံး30နဲ့ဆိုတော့ဂိုးပေါင်းအပေါ်ပဲထိုးစေခြင်းနဲ့ဗျာနောက်တစ်ပွဲကတော့ကျွန်တော်ဒါ France Li Gu Wan ဘောနော်ပင်သစ်လီဂူဝမ်ဖြစ်တဲ့နောက်ထပ်ပွဲစဉ်တစ်ပွဲကတော့ပင်သစ်လီဂူဝမ်ဘောနော် Reina နဲ့ Nantes တို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်ဒီပွဲစဉ်မှာ Ancient Reina တလုံး80နဲ့ Gu Bao နှလုံး80ရုံးဆုံးမှာစတဲ့ကြီးတွေဖွင့်ထားတာတွေ့ရတယ်ဘောနော်ဒါဇေယအနေထားကိုကြည့်မယ်ဆိုရင်တော့ကျွန်တော်ဒါ Reina အသင်35မှာဘောနော် Nantes က30 Nantes အသင်ကတွေ့ရအောင်မှာ Anga နဲ့ Rams နဲ့ Li Hava တို့ရှိတယ်ဗောဗျာ Li Hava ဆိုတော့29မှာ rams kana sakku ma pona amga 30 nandas ka 30 bo ya tu apo ma ta tu lo shi me pin rainer shi me bo no da na tin long tan song nai ma shi ni de de so ကျွန်တော်ဒါဆရာအနေထားကိုကြည့်ပြီးသွားပြီဆိုတော့ကျွန်တော်ဒါပထမအကျော် head to head မှာဆိုရင် nan test အတင်းက1 z ဆိုတဲ့ရလနဲ့တွေ့ရင်ဝမ်းမနိုင်ထားတာတော့ကျွန်တော်တွေ့ခဲ့ရတယ်ပေါ့နော်လက်ရှိ rainer အတင်းရဲ့ caravan 5ဘက်ကိုကျွန်တော်အိမ်ခွင့်အဝေးခွင့်5ဘက်ကို ကြည့်မှဆိုရင်နှစ်ပွဲနိုင်တုံးမဲ့ရှုံးထားတယ်ဗောနော PSG ကိုအိမ်ကွင်းမှာရှုံးတယ်အိမ်ကွင်းမှာ on share ကိုရှုံးတယ်ဗောနော away ကွင်းမှာ lands ကိုရှုံးထားတယ်နိုင်တာကတော့ lihava ကို away ကွင်းမှာ5-1 anga ကို3-0ဆိုမှနိုင်ထားတာတွေ့ရတယ်ဗောနော်သူ short ထားတဲ့၅ပွဲကိုကြည့်မှဆိုရင်တည်ပွဲတွေလုံးဝမရှိဘူးဗောနော်ဒါဂိုးပေါ်တွေကလည်း၃နှစ်တော့ကြာထားတာတွေ့ရတယ်ဗောနော် nandas အတင်းရဲ့လက်ရှိ carabao 5ပွဲအိမ်ကွင်း away ကွင်းပွဲစဉ်တွေကိုကြည့်မှဆိုရင်တော့ nandas အတင်းကလည်းအတူတူပဲ၅ပွဲနိုင်၃ပွဲရှုံးထားတယ်ဗောနော် show này ở trên này soi này vui mà đi học vào tới đi này show này vậy nó vì anh nó mát xe ở trên ngủ tôi chỉ soi là này show này vậy nó quên mà soi số bao gồm gì này show này tôi giờ vậy nó này nào là anh quên mà gồm gì vui mà nên có tu anh này này vậy nó thì ở trên này gu auto này anh chờ này gu bao này anh chờ này là tôi giờ vậy nó thì nó hết tuyệt ngã chân vậy nó là soi hàng ngã chân chỉ mà soi gu bao tông này gu bao này chân xí đấy ဒါအမြဲတမ်းဒီအသင်းနဲ့တွေ့တဲ့ Reina အသင်းကအမြဲတမ်းအသာစီးရနေရှိတာတွေ့ရတာပေါ့နော် Reina အသင်း၄ချိန်နိုင်တဲ့ပကျင်းကတော့အနန္တဆက်အသင်းနိုင်ထားတာတွေ့ရတာပေါ့နော်နိုင်ငံရောင်းနေမှာတော့ reina အသင်း56 nantes က27ပေါ့နော် nantes အသင်းကတော့ပြီးတဲ့အချိန်မှာနောက်ပိုင်းကတော့မကောင်းဘူးပေါ့နော်နောက်ပိုင်းအောက်ကြီးကောင်းတဲ့အသင်းတွေတင်းမှာမပါဘူးပေါ့နော်ပြီးလို့ရှိရင်ဒီ reina အသင်းကလည်းအခုအကုန်လုံးတတိထားမိမှာတနေ့သူကလည်းအများကကျွန်တော်ကိုအောက်ကိုပဲဥတီတဲ့အသင်းတင်းလုံးတော့ပြောလို့ရတယ်ပေါ့နော် ဆိုဒီပေါ့နော်ကျွန်တော် wine swap ပေါက်ကြီးလေးမှာကျွန်တော်ဖွင့်ထားတဲ့မိနစ်60အတော်တော်များဖြစ်မဲ့ငိုပေါင်းကြီးလေးကြီးမယ်ဆိုလို့ရှိရင်တော့အနည်းဆုံးကျွန်တော်နှလုံးနှလုံးဝင်တောင်းလုံးနဲ့ရပ်သွားမှာနော်အများဆုံးနှလုံးထိပဲဆိုတော့ကြီးလိုမျိုးပုံစံမျိုးဖွင့်ထားရပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်မိနစ်60အတော်တော်များ rainer အသင်းအနည်းဆုံးကျွန်တော်နှလုံးတော့ရပ်သွားမှာဆိုတော့ကြီးရောဖွင့်ထားရပေါ့နော်နန်းတဲ့စတင်ကတော့တလုံးမှာမနေပဲဖြစ်မယ်ဆိုတော့ကြီးမျိုးဖွင့်ထားတွေ့ရတာပေါ့နော် ဆိုဒီပွဲစဉ်မှာဗောနော်ဒါတလုံး80နိုင်တလုံး80နိုင်ဒီလိုပေါက်ချီတွေကပေါက်တာရှားတယ်ဗောနော်ဘော်ဒီဂျီပေါက်တာရှားတယ်ဒါမျိုးပေါက်ချီတွေကဗောနော်လက်ရှိကျွန်တော်ဒီဇယအနေထားမှာဆိုနှစ်တင်းလုံးရမှလူနေတာလည်းမှန်တယ်ဗောနော်ဒါမဲ့ဒီပွဲစဉ်မှာဗောနော်ကျွန်တော်ကကိုအောက်ထက်ဆိုင်ကိုဘောကိုကိုကြိုက်တယ်ဗျကိုဘောဗောနော်တောင်းတောင်းထိကျွန်တော်ကြိုက်တယ်ကိုဘောကြိုက်တယ်ဗောနော်ဗောနော်ကျွန်တော်ကတော့ ခိုးပေါင်းပေါ့နော်ခိုးပေါင်းအပေါ်ပေါ့နော်ခိုးပေါင်းတောင်းလုံးထိပေါ့ဗျာနော်တင်းပေါင်းတောင်းလုံးထိကြိုက်တယ်ပေါ့နော်ဒါတော့ဘော်ဒီရွေးပါဆိုရင်တော့ကျွန်တော်ဒီရမပို့ပြီးလိုအပ်ချက်ရှိနေတယ်ပေါ့နော် Nantas အသင်းပေါ့နော် Nantas အသင်းကိုရွေးချယ်ဖို့ကျွန်တော်အကြံပေးချင်ပါတယ်နော် Nantas အသင်းကရမ30ပဲရထားပေါ့နော် Reina 35အိမ်ဝင်းတော့ဖြစ်တယ်မှန်နေပဲမလဲလက်ရှိခြေစွမ်းပိုင်းကလည်း Reina အသင်းကလည်းအလောက်ကြီးကောင်းနေတာတော့မဟုတ်ဘူးပေါ့နော်အဲအကြောင်းပေါ့ ောက်ထပ်ပွဲစဉ်တစ်ပွဲကတော့ Oxford United နဲ့ Leeds United တို့ပွဲစဉ်ဖြစ်တယ်ပေါ့နော်ဒီပွဲစဉ်မှာတော့ကျွန်တော်ဒါ Leeds United ကတော့ခပ်ပြင်းပြင်းပဲပေါ့နော်တလုံး60ရှုံ9ပေါင်း380နဲ့ဘူပေါင်း380နဲ့ဆိုတာဘူပေါင်းကြီးကအများကြီးဘူပေါင်းဖြစ်တာပဲများတယ်ပေါ့နော်တလုံး60ရှုံဆိုတော့ဝေးကွင်းနဲ့လာပြီးထားတာလည်းတွေ့ရတယ်ပေါ့နော်ဒီလိုပေါက်ကြီးတွေနဲ့ကျွန်တော်လေးထူနေတဲ့အများကြီးဆော့ဘူးရပါတော့ QPR နဲ့ဆော့ဘူးတယ်တူတူကြတယ်ပို့စမောင်းနဲ့ဆော့တယ်ပို့စမောင်း1-0နဲ့ရှုံးတယ် ဝတ်ဖို့နဲ့ short တယ်ဝတ်ဖို့ကိုနိုင်ထားတာလည်းတွေ့ရတယ်ဗောနော်ပြီး full city နဲ့ short တယ် full city ကို33 short တယ်ဗောနော်ပြီးလို့ရှိရင်ကျွန်တော် dab ရော1 city နဲ့နိုင်ထားတာတွေ့ရတာဗောနော်ဒီပေါက်ကြေးတွေနည်းနည်းလေးခက်ခဲတယ်ဗောဗျာဒီလိုပေါက်ကြေးတွေဖွင့်ထားတယ်ဗောဗျာဒါကိုပြပြချင်တယ်ဗောဒီကတော့ so လက်ရှိကျွန်တော်ဒါဇယားမှာဆိုလို့ရှိရင်ဘောနောဇယားကကျွန်တော်လစ်ယူနိုက်တက်ကစင်တက်မှာရှိရဆိုမှလည်း88မှာ တွေ့အောင်မှဗန်လင်းလဲ88မှာပေါ့နော်ဒီနှစ်သိန်းကကျွန်တော်တို့ပရီးမီယာလိဂ်ကိုဓာတ်ရိုက်တန်းတက်ဖို့အတွက်ပြန်လည်ဖြစ်နေတယ်ပေါ့နော်တွေ့အောင်မှာရှက်ဖီးယူနိုက်တက်ဆန်ဒါလန်တို့ဘရက်စတိုလိုအဆင်အဆင်ရှိမှာပေါ့ဗျာဒါပေမဲ့ဒီနှစ်သိန်းကတော့လောလောဆယ်ထိတ်မှာ top မှာပြေးနေတယ်ပေါ့နော်ဒါ73နဲ့85ဆိုတော့ကျွန်တော်ရှက်ဖီးယူနိုက်တက်နဲ့9မှာကွာတယ်ဘောနောပေါ်ပါဘောနောမမကွာပြီမဲ့လည်းကျွန်တော်ဘာမှမဆိုဖြစ်သွားနိုင်တယ်ဘောနောအဲအကြောင်း ဒီပထမအကြောတုန်းကတော့ဒါ Leeds United ကဖိုးစည်းဆိုတဲ့ဂျာလန်နဲ့ Oxford United ကိုနိုင်ထားတယ်ပေါ့နော်လက်ရှိ Oxford United ရဲ့အင်ဝင်အဝေးဝင်ကားဖောင်၅ဘွဲကိုကြည့်မယ်ဆိုရင်၃ဘွဲနိုင်၂ဘွဲရှုံးထားတယ်ပေါ့နော်နိုင်ထားတာအင်ဝင်တွေမှာဖြစ်တယ်ပေါ့နော်အင်ဝင်မှာကျွန်တော် Watford ကို1-0 Sheffield United 1-0ပေါ့နော်နောက်ထပ်တစ်ဘွဲကတော့ Sheffield Wednesday ကိုအဝေးဘက်မှာ1-0ဆိုမှညနိုင်ထားတာတွေ့ရတာပေါ့နော်ရှုံးတာ Middlesbrough 2-1ရှိမယ် QPR 3-1ရှိမယ်ပေါ့နော် ဒါဆိုကျွန်တော်ဒီ၅ဘွဲကိုခြုံပြီးကြီးလိုက်မယ်ဆိုရင်၉ဘွဲကြာထားတာ၂ချိန်၉အောက်ကြာထားတာ၃ချိန်ရှိတယ်ပေါ့နော်လစ်ယူနိုက်တက်ကိုကြီးမယ်ဆိုရင်တော့လစ်ယူနိုက်တက်ကတော့နောက်ဆုံးဆော့ခဲ့တဲ့ဒါအင်ဝင်အဝေးဝင်ကားရဖောင်၅ဘွဲကိုကြီးမယ်ဆိုရင်၅ဘွဲနိုင်၃ဘွဲတည်ဒါပေမဲ့လစ်ယူနိုက်တက်ကဒီဆော့ထားတဲ့၅ဘွဲလုံးမှာ၉ပြက်အဲ့လိုအနိုင်ရတာမျိုးမတွေ့ရအောင်ပေါ့နော်နည်းနည်းလေးကြာနေတယ်လို့ပြောရမှလို့ဖြစ်နေပြီ အဲ့ဒါ QPR ကိုတူတူဆော့တယ်ဗျာဒီကြီးပဲပေးထားတာ app ဝင်มาလဲဗောနောပြင်ဆွမ်းစီကိုအင်္ဂလိပ်မှာဗောနောတူတူဆော့တယ်ဒါဆွမ်းစီကိုဆိုလဲသူတို့ဒါကြီးပြင်းပြင်းနဲ့တလုံးရှုံတလုံး60ရှုံ80ရှုံတော့ပေးခဲ့တယ်ဗောနောဒါလူတန်နဲ့ပြန်ထပ်တွေ့တယ်လူတန်ကလည်းအခုကျွန်တော်ဘာမထူတာဗောနောတလုံး30ရှုံ40ရှုံပေးခဲ့တာပဲလူတန်ကလည်းပြီးတော့ Matterbro နဲ့တွေ့တယ်မက်တာဘရော့တော့နိုင်ခဲ့တယ်1-0နဲ့ဗောနော အခုနောက်ဆုံးဆော့ခဲ့တဲ့ပွဲစဉ် Preston အိမ်ပွဲမှာ2-1နဲ့နိုင်တဲ့ပွဲဒီပွဲမှာလည်းကျွန်တော်ကြေရှုံးတာပေါ့နော်ကြေးတွေတောက်လျှောက်တည်နေတာတွေ့ရတာပေါ့နော်ကြေးတွေကျွန်တော်တို့ဒါပြောမဆိုင်၅ပွဲဆက်ကြေးတည်ထားတဲ့ Legend United ကအဲ့လိုပြောရမှာပေါ့ဆိုဒီနေ့တင်း head to head တနေထားကိုကြည့်မယ်ဆိုရင် head to head ကတော့များများဆက်ဆံတော့မရှိဘူးပေါ့နော်ဒါတစ်ချိန်ပဲရှိတယ်ဒါ Legend United ပုံစံနဲ့နိုင်ထားတာပေါ့နော်နိုင်ကြရအောင်ကတော့ Legend United 63ရာခိုင်နှုန်းဆိုမှပေးထားတာတော့တွေ့ရတယ် ်ပဲ formula အတိုင်းကြည့်မယ်ဆိုရင်အနည်းဆုံး၃ခုတိတော့ရောက်မယ်ဆိုတော့ခြေတော့ဖွင့်ထားတယ်ပေါ့နော်၃ခုတိရောက်မယ်ဆိုတော့ခြေဖွင့်ထားပါလေပြီးလို့ရှိရင်ကျွန်တော် Oxford United ကလည်းအနည်းဆုံးတစ်လုံးတော့တော်တော်လေးချက်ချင်းမယ်ဆိုတော့ခြေလည်းမျိုးဖွင့်ထားတယ်ပေါ့နော်တခါလေဘောလုံးကအလုံးပေါ်ပြန်ပါမဆိုဖြစ်သွားနိုင်ပါတယ်နော်မင်းလေး United ကတော့အနည်းဆုံးနှလုံးတော့တေချာဖို့ထည့်မယ်ဆိုတော့ခြေတော့ဖွင့်ထားတယ်ပေါ့နော်ဒီနေရာမှာကျွန်တော်ဒီမှာတစ်ချက်တည်းထားမှာကတော့ဇယအနေထားကိုကြည့်မယ်ဆိုရင် Leeds United ကရမှတ်လိုနေတဲ့ เนาะဒါပန်လေနဲ့ရမတူနေတဲ့အတွက်ပြီးလို့ရှင်အော့စပယူနိုက်တက်ကလည်း48မှာလောက်ရထားပြီးတော့သူတန်းမစင်းတော့ဘူးလို့ကျွန်တော်ထင်တယ်ပေါ့နော်48မှာဆိုတော့တော်တော်လေးလုံလောက်နေပါပြီတွေ့ရအောင်မှာဆိုရင်ကျွန်တော်စတုတ်တို့ပို့စမတ်တို့ဟူစီတီတို့ရှိတယ်ပေါ့ဗျာအခွဲစင်းနဲ့လည်းပြီးတော့မှာပေါ့နော်နောက်ထပ်3လေးပဲပဲကျန်တော့တယ်ဆိုတော့အဲကျွန်တော်အဓိကစဉ်းစားရမှာကြေးအောင်မလားမအောင်ဘူးလားပေါ့နော်ဒါပဲစဉ်းစားဖို့လိုတယ်ပေါ့နော်ဆိုဒီပွဲစဉ်မှာကျွန်တော်ကဘယ်တော့ လစ်ယူနိုက်တက်ဘော်ဒီဘောနော်ဒီကြည့်အရန်ပြင်းတဲ့လစ်ယူနိုက်တက်ဘော်ဒီအများကြီးထိုးဖို့အချမ်းမပေးခြင်းမူပါပါလေးရန်ရန်ကြည့်ဘောနော်နည်းနည်းလေးဒါ risk အရန်များတဲ့ဒါလစ်ယူနိုက်တက်ဘော်ဒီရိုက်မယ်ဆိုရင်ဘောနော်ဒါမှကျွန်တော်အဓိကတော့ဂိုးပေါင်းအပေါ်ပို့ချိုက်တယ်ဂိုးပေါင်းအပေါ်ဘောနော်389 risk များများတယ်ဒါမှလည်းကျွန်တော်ဒီပွဲစဉ်မှာအနည်းဆုံး3လုံးတော့ဖြစ်သွားမှာလို့ထင်တယ်ဂိုးပေါင်းအပေါ်နဲ့လစ်ယူနိုက်တက်ဘော်ဒီပါပါလေးထိုးဖို့ကျွန်တော်အချမ်းပေးခြင်းတယ်ဘောနော်ကျွန်တော်ရွေးခဲ့တာ S1 ကိုအတင်းနဲ့ဂိုးပေါင်းအပေါ် နန်တက်စ်အတင်းနဲ့ဂူဝမ်အပေါ်ပေါ့နော်ပြီးလို့ရှိရင်လီဒ်ယူနိုက်တက်နဲ့ဂူဝမ်အပေါ်ယူထားတယ်ပေါ့ဗျာဒီကွာလုံးပေါ်လာမယ့်ပေါင်းကြပါလေအဆင်ပြေကြပါပြီပေါ့နော်ကျွန်တော်ကတော့ဒီဘွာလုံးပွဲတွေကိုတရက်ကြိုတင်ရောက်ခါတာဖြစ်ပါတယ်တရက်ကြိုကြည့်ထားတဲ့ခြေတွေဖြစ်ပါတယ်ပေါ့နော်ဒီကိုတို့ကြည့်လို့အဆင်ပြေတယ်သူ့ကိုအဆင်ပြေတယ်ဆိုရင်တော့အပြော်လည်းပေါ်နေဆိုရင်လည်းဆော့ကြည့်ပေါ့နော်တကယ်လို့လောင်းဖို့အဆင်မပြေဘူးဆိုရင်လည်းကျွန်တော်ညီကိုရေပေါ့နော်အားပေးတဲ့အနေနဲ့ကြည့်ရှုပေးပါလို့ like subscribe comment လေးလည်းပေးပါဦးလို့ 还让、啊嗯、我接着干嘛呢？嗯